ဟုတ်ကာမဝိတက်ကကာမဂုဏ်အာယုန်လေးနဲ့ပတ်သက်ပြီးတော့လောဘနဲ့တွေးတဲ့အတွေ့ဖြာပါရဝိတက်ကမုန်တိမှုကိုခြေခံပြီးတော့ဒေါသနဲ့တွေးတဲ့အတွေ့ဝိဟိတဝိတက်ကတစ်ဖက်သားကိုညှင်းဆဲတပ်ဖြတ်လို့တဲ့အတွေ့နဲ့တွေးတဲ့အတွေ့တဲ့အဲ့ဒီအတွေ့၃မျိုးကိုဘုရားဘာသာဝင်သူတော်စင်တွေရှောင်ဖို့မြတ်စွာဘုရားက တပည့်တာဝကတွေရှောင်ပါတဲ့ဒီအတွေးမျိုးတွေမတွေးမိမတွေးမိအောင်ထိမ့်သိမ့်ကြပါတို့ဘယ်လိုဆိုလဲအဲ့တော့ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်လို့မတွေးခိုင်းတာမြတ်စွာဘုရားကတော့ဒီဆိုးကျိုးဆိုတာလေးတွေကိုဘယ်လိုဖော်ပြတော့လို့ဆိုတာဒါတွေဟာသိဉဏ်ကင်းမဲ့မှုကြောင့်ဖြစ်ပေါ်လာတဲ့အတွေးတွေဖြစ်တဲ့အတွက်ကြောင့်ဒီအတွေးတွေကိုအကုသလဝိတက်ကာ အတိညာဉ်ကင်းမဲ့မှုကြောင့်ဖြစ်ပေါ်လာတဲ့အတွေးအကုသို့အတွေးပေါ့ဒီနေရာအဲ့ဒီအတွေးတွေကြောင့်ဘာတွေဖြစ်တုံးဒီအတွေးတွေက လူ့ကိုဘာတွေဖြစ်စေနိုင်တော့ဆိုရင်အန္တကရဏအန္တဆိုတာကံသောအောင်ကရဏလုံးနိုင်စွမ်းရှိတယ်ဒီအတွေးသုံးမျိုးတည်းကတခုတွေးလို့ရှိရင် လူဟာအကြောင်းအကျိုးကိုမြင်နိုင်စွမ်းမရှိလို့အသိဉာဏ်အနေနဲ့ကန်းသွားနိုင်တယ်။မျက်စိကန်းသွားရင်မမြင်ရတယ်လို့ပဲ။အသိဉာဏ်ကွယ်ပြောက်သွားတဲ့ပုဂ္ဂိုလ်တရားဟာလေမျက်ကန်းလို့ပဲအကောင်းဆိုအကြောင်းအကျိုးကိုမမြင်တော့ဘူး။ဟောဆိုလိုတာကဒီတွေးတွေးလိုက်လို့ရှင်လူဟာအကန့်တဖွဲဖြစ်သွားတယ်လို့ ဒါဆိုဆိုလို့ကအန္တကရဏောပညာမျက်လုံးကန်းတော်အောင်လုံးတတ်တယ်။အဲ့ဒါကိုထပ်ရှင်းပြီးတော့မြတ်စွာဘုရားအစခုကရဏောမျက်စိအမြင်ကိုမဖြစ်ပေါ်စေဘူးတဲ့အကြောင်းအကျိုးအကောင်းဆုံးကိုမြင်နိုင်စွာမရှိတော့ဘူး။အညာနကရဏောအသိဉာဏ်ပျောက်ကွယ်သွားခြင်းကိုလုံးနိုင်တယ်။ဒီတွေးက ဒီအတွေးတွေကိုယ်စိတ်မှာလွှမ်းမိုးသွားပြီဆိုလို့ရှိရင်တော့အတိညာဉ်လေးစဉ်းစားဉာဏ်လေးဟာကွယ်ပြောက်သွားနိုင်တယ်အတိညာဉ်လေးကိမဲ့သွားစေနိုင်တယ်ရှိတဲ့အတိညာဉ်လေးတောင်ပညာနေရောဒီကောစဉ်းစားဉာဏ်လေးလုံးဝချုပ်ပြတ်သွားနိုင်တယ်ဒီလိုဟောတာပြောဆိုပါဗျာဟောနောက်တစ်ခုကအနိဗ္ဗာန်တံဝတ္တနိကော ဒီတွေးတွေတွေးနေလို့ရှင်ကိလေသာဆိုတဲ့အပူတွေဘယ်တော့မှမငြိမ်းဘူးတဲ့ကိလေသာအပူမီးတွေမငြိမ်းစေနိုင်တဲ့အတွေးတွေဆိုလိုတာကဟောဒီတွေးတွေတွေးလာလို့ရှင် ဖြစ်ပေါ်လာနိုင်တဲ့ဆိုးချိုးတွေကိုမြတ်စွာဘုရားဂျုံုံသုံးသပ်ပြီးတော့ပြတာအေးဒီတွေးတွေးနေလို့ရှင်မင်းအကြောင်းကျိုးကိုမမြင်မှုမျက်စိကန်းသွားတဲ့လူလိုအကြောင်းကျိုးမမြင်တော့ဘူးအာသကုကရဏောဘယ်တော့မှ အမြင်မျက်စိမရှိဘူးအညာနာကရဏောအတိတွေကွယ်ပသွားနိုင်တယ်ပညာဤတော်ဤကောအတိပညာတွေချုပ်ဆုံးပျောက်ွယ်သွားနိုင်တယ်အနိဗ္ဗာန်တန်ဝတ္တနိကောစိတ်နှလုံးအေးချမ်းမှုကိုလည်းဘယ်တော့မှဖြစ်မှာမဟုတ်ဘူးဟောစိတ်နှလုံးအေးချမ်းချမ်းနေခြင်းတဲ့ပုဂ္ဂိုလ်တွေဒီတွေးမျိုးတွေကိုရှောင်မှပဲဖြစ်မယ်ဟောမရှောင်ရင်မဖြစ်ဘူးတဲ့ဒါကြောင့်မို့လို့ရသော်ဗျာ ဒီတွေးတွေကိုမတွေးဘူးလို့မတွေးသင့်တဲ့အတွေးများဒီလိုဟောကြားတာဖြစ်တယ်